ကဲဒီတစ်ပတ်ရဲ့ကျန်းစာလေးလောက်မှုကနေကြိုးဆိုပါလေဒီနေ့မှာတော့ကျွန်တော်တို့ဗျာရီချန်တဲ့ကအနှံ့နှဲဆုံးမိခွန်းတစ်ခုကိုအဖြေရှာကြည့်ကြမှာပါအဲ့ဒါကတော့တားရဲရဲ့ရပောင်း1060အုပ်ဆိုးမှုဟာဘယ်အချိန်မှအတိအကျစတင်မှာလဲဆိုရင်မိခွန်းပါပဲဒီအကြောင်းကိုကျန်းစာရဲ့လေးလာဆန်းစစ်တွေကိုပဲအခြေခံပြီးတင်ဆက်ပေးတော့မှာပါကဲဒီခေါင်းစဉ်အောင်မှာဘာတွေပါမလဲဆိုတော့အရင်ဆုံးအဓိကပရေးလီကိုမိခွန်းထုံမယ် ြင်ဒီအဖြစ်ကိုရှာဖို့အခြေခံကြတဲ့အချက်၅ချက်ကိုတည်ဆောက်ကြမယ်။အဲ့ဒီနောက်မှာတော့မြင်းနှမျိုးကိုနိုင်ရှင်ပြပြီးနောက်ဆုံးမှဒီလီလာချက်ကနေရလာတဲ့ထိတ်လန့်စရာကောက်ချက်ကဘာလဲဆိုတော့ကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ပြားရဲချမ်းကိုလွေလာဖို့သူတိုင်းတည်ကြမှာပါ။တားရဲ့ဆုလဲပုကူတူကိုကပားမီပေါ်မှာအုပ်ဆိုးဖို့အခွင့်အာဏာပေးထားတဲ့၆ဆရာကောင်းတဲ့လစ်စနလာတာကာလာတကူအကြောင်းပြောထားတာရှိပါတယ်။ဒါပေမဲ့လေနှစ်ပေါင်းမြောက်ဆိုအချမ်းပညာရှင်ဒီကိုခေါင်းစားစေခဲ့တဲ့အရေးကြီးဆုံးမိကုန်းကတော့ဒါပါပဲ။ အဲ့ဒီကြောက်စရာကောင်းညက်40နှစ်လောက်ဆိုတာတကယ်တမ်းဘယ်ချိန်ကနေစပြီးရွေးတွေ့ရမှာလဲအဲ့ဒီမေကွန်းကိုအဖြစ်ရှာဖို့အတွက်ဒီလေးလာချက်ကအခြေခံကြတဲ့အချက်၅ချက်ကိုရင်ဆုံးတင်ပြထားတယ်ဒီအချက်တွေကနောက်ပိုင်းမှာပြောမယ့်အကြောင်းအရာတွေအားလုံးရဲ့အခြေခံအုံမြစ်တွေပါပဲအခုဒီအချက်တွေကိုကြည့်လိုက်ရင်တကယ်စိတ်ဝင်စားစရာကောင်းတဲ့အဆက်အဆက်တစ်ခုကိုတွေ့ရပါလိမ့်မယ်အထူးကားကတော့ရှင်းရှင်းလေးပါငါးခုမြောက်တမုံမမှုမချင်း အနဆုံးတော့တွင်းကမပွင့်သေးဘူးဆိုတော့တားရဲဟာပေါ်လာဖို့လုံးဝမဖြစ်နိုင်သေးဘူးဆိုတဲ့အချက်ပါပဲအဲ့ဒီတော့ဒီအချက်ကိုအခြေခံပြီးကြည့်လိုက်တဲ့အခါအဓိကငင်းခွန်စရာအမြင်တစ်ခုဖြစ်လာပါတယ်အဲ့ဒီ၄၀နှစ်လကြာမဲ့ညင်ပတ်နှိမ့်ဆက်မှုတွေဟာဒီကနေ့ဘက်အချိန်မှာစတင်မလဲဆိုတာနဲ့ပတ်သက်ပြီးဖြစ်နိုင်ခြေအနေမျိုးကွဲထွက်သွားတာပါဆိုတော့အထီးကမေကုံကရှင်းရှင်းလေးပါပဲပထမကြောက်ရောက်မဲ့ကပေးတွေဟာတိုင်းရဲ့၄၂လအုပ်ချုပ်မှုထဲမှာပါနေပြီးသားလား ဓမ္မအဲ့ဒီ52လမတိုင်ခင်ဖလာမဲ့ရှစ်ပေးနီမီတီလောက်ပေးလာကျွန်တော်တို့လေ့လာနေတယ်ဒီကျန်ကိုကတော့ဒုတိယအမြင်ဆိုလိုတာကကက်ပေးတွေပြီးမှတားရဲ့အုပ်စိုးမှုစတင်တယ်ဆိုတာကိုပဲပြင်းပြင်းထန်ထန်ထောက်ခံထားတာပါဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ဇာရရဲ့နောက်ွယ်မှာတော်တော်လေးထိလန့်စရာကောင်းတဲ့မဟာဗျူဟာတစ်ခုရှိနေလို့ပါပဲ ဒီနေ့မှာချန်ကိုပြည်စုသူကလက်တွေ့ကြကြစဉ်းစားစရာမေခွန်းတစ်ခုထောက်ထားပါတယ်။စဉ်းစားကြည့်ပါ။ကမ္ဘာတစ်ခုလုံးမှာလူတန်ပေါင်းဘီလီယံနဲ့ GDP တေးချေပင်စီးနေတဲ့ကပ်ပေးကြီးတစ်ခုထိနေချိန်မှာသားရဲကသူ့ရဲ့အထူးကပ်ပေးမှတ်ဖြစ်တဲ့တန်ရှင်းသူတွေကိုညှဉ်းပန်းဖို့သူ့ရဲ့အင်အားအပေါင်းလုံးကိုအာရုံစိုက်နိုင်ပါလား။အဲ့ဒီမေခွန်းရဲ့အဖြေကဒီအချင်းစရာမှာဆင်းဆင်းလင်းလင်းပေါ်နေပါတယ်။ဆိုလိုတာကအစပိုင်းကကပ်ပေးကြီးတွေကအဓိကပွဲမဟုတ်ဘူး။အဲ့နာတွေကတကယ်ပွဲတကယ်ညှဉ်းပန်းနေဆက်မှုတွေမစခင်မှာ အာနာကိုထွက်လက်ထဲမှာအခိုင်အမာရောက်အောင်လုပ်ခဲ့အချိုးပင်စင်မှုတွေပဲဖြစ်ပါတယ်။ကဲအာနာကိုခိုင်မာလို့မိပြီးဆိုပါစို့။အဲ့တော့မှစတင်မဲ့42လာတာအုပ်စိုးမှုကတော့ဘယ်လိုပုံစံမျိုးဖြစ်လာမလဲ။ထင်းချုံမှုရဲ့ရန်တရားတွေကဘာတွေဖြစ်မလဲဆိုတာကြည့်လိုက်အောင်ပါ။ဒီထင်းချုံမှုတစ်ခလုံးရဲ့အဓိကပိုးချက်ကတော့အာလုံးတိကျတဲ့အတိုင်းပါပဲ။နာမည်ဆိုးနဲ့ကြော်ကြားလာတဲ့တားရဲရဲ့တစိတ်ဖြစ်ပါတယ်။ဒီတစိတ်ကမတ်ပုန်တင်ကပြားတို့ခုလိုမျိုးရိုးရိုးလေးမဟုတ်ပါဘူး။ဒါဟာစီဝိုင်းလက်နက်တစ်ခု ဒီတဆိတ်မရှိရင်ဘာမှဝယ်လို့မရရောင်းလို့မရအောင်လှုပ်ထားတဲ့အလုံးစုံထိန်းချုပ်ရေးစနစ်တစ်ခုပါဆိုလိုတာကဒီတဆိတ်ကိုလက်မခံတဲ့သူတွေအတွက်ရှင်ထန်ဖို့ဆိုလာလုံးဝမဖြစ်နိုင်တော့အောင်ဖန်တီးထားတာပါကျန်းစာကဒီကာလအကြောင်းကိုအတိအလင်းကိုပြောထားပါတယ်။ထိုသားရဲ့ဒီလာလေခြင်းနဲ့လာပတ်လုံးစင်ရင်ရောက်တော့အခွင့်ကိုလည်းရာကြီး။တန့်ရှင်းသူတို့ကိုစစ်တိုက်ပြီးနိုင်ရောက်တော့အခွင့်ကိုလည်းရာကြီးတဲ့။ဆိုတော့ဒါယုံကြည်သူတွေကိုတိုက်ရိုက်ပတ်မှတ်ထားတဲ့အချွင်းမဲ့အာနာဆက်တည်ရှိနေမဲ့အချိန်ကာလတစ်ခုပါပဲ။ ဒါပေမဲ့ဒီအချက်တွေအားလုံးကကျွန်တော်တို့ကိုနောက်ဆုံးနဲ့အရေးကြီးဆုံးမြေဟွန်းစီကိုဥထီနေပါတယ်ဒီလောက်အထိဒုက္ခတွေပေးထင်းချုံမှုတွေလို့ဒါတွေအားလုံးကိုဘာကြောင့်လုပ်နေရတာလဲစာတန်ရဲ့တကယ်နောက်ဆုံးပန်းတိုင်ကဘာဖြစ်မလဲဒီလိလာချက်ကဘာထုတ်ပြလဲဆိုတော့စာတန်ရဲ့အဓိကပန်းတိုင်ဟာကပါကြီးကိုအုပ်ချုပ်ဖို့ဒါမှမဟုတ်လူတွေကိုအကြောင်းမဲ့ဒုက္ခပေးဖို့တတ်တတ်မဟုတ်ဘူးတဲ့သူရဲ့တကယ်ပန်းတိုင်ဟာတည်ချင်းတရားနဲ့ငမှုချင်းကိုလက်နက်လုပ်ပြီး ယုံကြည်သူတွေကိုသူတို့ရဲ့ယုံကြည်ခြင်းကိုဆွလွတ်တော့အောင်တက်ဆာဖောက်တော့အောင်လုပ်ဖို့ပါပဲ။ဒါကြောင့်အစမှာကြောခဲ့သလိုပါပဲ။အစပိုင်းကကက်ပေးတွေဘယံပတာခြေနေတွေဆိုတာသူရဲ့မဟာဗျူဟာတစ်ခုပဲ။ကဘာလုံးဆိုင်ရာအာနာကိုသူ့လက်ထဲမှာခိုင်ခိုင်မာမာစွတ်ကင်နိုင်ပြီဆိုတာနဲ့သူ့ရဲ့လုပ်ငန်းစဉ်ကအယံကို တိကျသွားပြီ။ပြစ်မှတ်ကလည်းရှင်းသွားပြီ။အဲ့ဒါကတော့တိစာရှိသူတွေပဲဖြစ်ပါတယ်။ဒီချက်က Prophet Pew Pew Chat တို့ကကုလမောပြန်ပြီးရှင်းပြစေပါတယ်။ ဒါဖေဖေရီရဲ့အချင်းစီအားတကူတတ်တ်မဟုတ်တော့ပဲလူသားတယောက်ရဲ့စိတ်ဝိညာဉ်အတော့နောက်ဆုံးဝင်ချင်းအဆုံးဖက်ပေးရမယ်တိုက်ပွဲတစ်ခုဖေဖုံဖုံလိုက်တာပါပဲဒီကြောင်းရကိုလေးလာခဲ့ကြရတော့ကျေစွတင်ပါတယ်အဆုံးသတ်အနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုကတော့အကယ်၍နောက်ဆုံးဆက်သက်ချက်ဟာရှင်သန်ရေးမဟုတ်ကဲယုံကြည်ခြင်းသာဖိတ်ခဲမယ်ဆိုရင်ဒီပြိပခိုင်ရဲ့မူလတဘာဝအမှန်ကပေါကိုဖျော်ပြနေတာလဲဆိုတာပါပဲ